မင်္ဂလာပါတီရှယ်ဝေပါဒီနေ့မှာတော့တီရှယ်ကမြန်မာအခရာတွေကရခောက်လေအကြောင်းကို ပြောပြပြီးတော့အရေးပြမှာဖြစ်ပါတယ်ဒီမြန်မာအခရာလေးရဲ့နာမည်ကရခောက်ပါအတန်ထွက်လေးဟာရပါโอเคနာမည်နဲ့အတန်ထွက်လေးတည်ပြီးဆိုရင်ရခောက်လေးနဲ့စတဲ့မြန်မာစကားလုံးလေးတွေကိုနည်းနည်းစဉ်းစားကြည့်မယ်ရေရင်ဘတ် ယိုးရအကရွေ့โอเคနာမည်လည်းတည်ပြီးအတန်ထွက်လည်းတည်ပြီးရခောက်လေးနဲ့စားတဲ့မြန်မာစကားလုံးနည်းနည်းလည်းတည်ပြီးဆိုရင်တော့ဒီချက်ရေးပြထားတဲ့ရခောက်ရင်းနီးလေးကိုလေ့လာကြည့်အောင်ရခောက်ရေးတဲ့အခါအပြာရောင်မြင်းနှောင်းလေးရဲ့တဝက်ကနေပြီးတော့မှအောက်မြင်းအပြာကိုအရင်ဝိုက်မယ်ပြီးရင်အပေါ်မြင်းထိအောင်ဝိုက်တက်ပြီးတော့ခါငယ်ပုံစံလေးဝိုင်းပြီးအောက်ကို တဲ့တဲ့လေးပြန်ပြီးတော့မှအနိမြင့်အထိဆွဲချပေးပါဒါဆိုရင်တော့ရကောက်ရည်နီလေးလည်းရပါပြီဒီရကောက်ရည်နီလေးလည်းနငရည်နီလိုပဲကလေးတွေအတွက်ရေခါစားမှာတော့နည်းနည်းအခက်အခဲတွေ့နိုင်ပါတယ်ဘလို့ဆိုရင်တရှိရည်ပြဟားတဲ့ရည်နီလေးတိုင်းလိုက်ပြီးတော့မှတဆင့်ချင်ရည်ကြည့်ပါနော်အားလုံးကျေးဇူးတင်ပါတယ်